အာနီဆောအနေနဲ့မိုဆာလာမပါတဲ့ကစားဘွက်တစ်ခုကိုဖန်တီးသွားရဲဆိုတဲ့ခါမှာပရိသတ်တွေအားလုံးကလည်းသဘောကျကြတယ်ပြီးတော့ကစားဘွက်ကလည်းတော်တော်လေးကို fluid ဖြစ်ပြီးတော့မှတိုက်ဆက်ကိုကိုပြီးတော့မှအားသံရအောင်ကျွန်တော်သွားပြီးတော့တွေ့ရတယ်ဆိုတော့အားလုံးမင်္ဂလာပါ Jamwine Miss Bamis Channel ကနေပြန်လဲကြိုဆိုလိုက်ပါအဲ့တော့ကျွန်တော်မင်းညားကရှင်ပြန်ကြီးစားခဲ့တဲ့ Champion League အုပ်စု꽌စဉ် Top Liverpool တင်းက Frankfurt အတင်းကိုအဝေးခွင့်မှာဂျာမနီမြေမှာသွားပြီးတော့မှငါးဂိုးတကိုးဆိုရရလဲနဲ့နိုင်ရရှိခဲ့တဲ့ပွဲပွဲပြီးအမြင်လေးတစ်ချက်တော့လုပ်လိုက်ကြရအောင်ဗျာ ဲ့တော့ဒါကျွန်တော် Liverpool ပြည်သက်တွေအတွက်ဆိုလို့ရှိရင်ဒါ Premier League မှာဆိုလို့ရှိရင်၃ပွဲဆက်တိုက်ရှုံးနေနေတယ်ဒါ Champions League မှာဆိုလို့ရှိရင်လည်းဒါ၃ပွဲဆက်တိုက်ရှုံးနေနေတယ်ပြီးတော့ဒါဂျာမန်မှာဆိုလို့ရှိရင်လည်းကနိုင်ငံတကာသတင်းပတ်တွေခံသွားဆိုတော့ကျွန်တော်တို့ဒါနိုင်ပွဲမရရှိတာဆိုလို့ရှိရင်လာပြီဆိုပြီးတလာခွဲနှစ်လနီးပါးလောက်တော့ဒါရှိခဲ့ပြီပေါ့လေဆိုတော့မင်းညားကတော့ Liverpool တင်းကဒါ PK ရဲ့ရာသီဒါစပါးတင်းကိုဒါအင်္ဂလန်မှာနိုင်ရရှိပြီးတော့ Premier League Champion ဖလာရရှိခဲ့တဲ့နောက်ပိုင်းဒါကိုပြတ်ဆုံးနိုင်မွဲတပွဲကိုမင်းညားကဒါဂျာမနီမြေမှာဒါပြန်လဲပြီးတော့မှဒါပုံခေါ်နိုင်ခဲ့တယ်ဗောလေဆိုတော့လက်ရှိအချိန်မှာဆိုလို့ရှိရင်ဒါဂျာဆင်းနေတဲ့လီဗာပူးအတင်းတော့ကတော့ဒါမင်းညားကငါးဝတ်တခုဆိုတော့ရလန်နိုင်မွဲတပွဲကတော်တော်လေးကိုမှပြန်လဲအားကောင်းစေတဲ့နိုင်မွဲတပွဲဖြစ်မယ်ဆိုတာတော့ဒါတေချာတယ်ဗောဗျာဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ချက်လောက် ဆွေးနွေးလိုက်ကြရအောင်ဆိုတော့ပထမဆုံးပွဲထွက်လူစင်းကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့နီပြာအာနီစလော့ဒါကျွန်တော်တို့ဒါ Liverpool ပြည်သက်ရောင်းဝန်းမှာထွက်နေတဲ့အတိုင်းတွေဖြစ်တဲ့မူဝါမဆာလာကိုဒါပွဲထွက်လူစင်းကနေဖယ်တင်ခြင်းပြီးတော့ဒါ EGTK နဲ့ Lazana SS တို့ကိုတိုက်ဆက်မှာတွဲတုံခြင်းစတဲ့ဟာတွေကိုမနေ့ညကဒါနီပြာအာနီစလော့ဒါ Frafan နဲ့ပွဲနေမှာဆိုလို့ရှိရင်ဒါဒုတ်ပြပါရတယ်ဗောလေဆိုတော့ပွဲထွက်လူစင်းကိုကျွန်တော်ချက်ကြည့်မယ်ဆိုလို့ရှိရင်တော့ဂိုးသမားနေရာမှာအလီစင်ဘတ်ကဒါရရှိနေတာဖြစ်လို့တော့မမဒက်စပလီကပဲဆက်ပြီးတော့ပွဲထွက်လာတယ်ဒါဘယ်နောက်ခံလို့ညနောက်ခံလို့နေရာမှာတော့ကျွန်တော်တို့ဒါ Milos Gagas နဲ့ဒီ Dominic Wolfline of TV Corner Bradley တို့ဆောင်းနေတဲ့နေရာမှာဆိုလို့ရှိရင်အခုမနေ့ညကပွဲမှာတော့ဒါ အန်ဒူရောဘတ်ဆန်နဲ့ဂျယ်ရမီဖရင်ဖောင်တို့ဖူဘတ်ဆောင်ကိုဒါပြန်ပြီးတော့တုံးပြခဲ့တဲ့ဒါဘိုးခန်းစစ်မှာတော့ကျွန်တော်တော့ဖျောက်မြင်တွေ့နေကြဖြစ်တဲ့ဒါဖာဂျမတ်တန်နဲ့အီဘက်ကမှာကိုနာတီတို့အတွဲကိုပဲတုံးခဲ့ပြီးတော့မှဒါကွင်းထဲမှာဆိုလို့ရှိရင်တော့ဒါကာဒစ်ဂျုံရဲ့တုံးနဲ့စပေါ့စလိုက်ရဲ့ဖလိုရီယန်ဗက်စကေကိုတုံးခဲ့ပြီးတော့တိုက်ဆက်တော့ကတော့ဒါကိုရီကပ်ပို့ ဟိုဂီဂီဂီလာတဲ့အစစားတဲ့ကစားလုံးမျိုးကိုတုံးခဲ့တယ်ဗောလေဆိုတော့ဒါပေါ်ထွက်လူစင်းကိုပထမဦးဆုံးဒါကျွန်တော်ဖွမိုးတို့ဘာလို့မှစပြီးတော့တွေ့လိုက်တဲ့ခါမှာတော့လေဘာဘူးတင်းတို့၄၃၃ပဲဆက်ပြီးတော့သွားပြီးတော့မှဒါဒါရုံးမဲစပေါ်ဆိုင်းနေနေညာနောက်ခက်လို့နေရာကိုဆော့ပြီးတော့ဖရင်ဖောင်ကဒါမိုဟာမက်ဆာလာရဲ့တိုက်စစ်နေရာကိုညာတော်မဲတိုက်စစ်နေရာကိုတက်ပြီးတော့ဆော့လိမ့်မယ်ဗောလေဆိုတော့အထင်ကတော့လက်စနာရေးဆက်ကိုအထောင်မှာထားပြီးတော့ဟူဟိုအီဂီတီကနံပါတ်10ပုံစံမျိုးနဲ့ဒါ၄၃၃ရှိနေပဲတန်ဒီပြအာနေဆိုတော့ဆက်ပြီးတော့သွားလိမ့်မယ်လို့ယူဆခဲ့တယ်ဆိုပေမဲ့ဒါတကယ်တမ်းပွဲတွေကိုရောက်တဲ့ခါမှာတော့နီပြအာနေစတော့နေနဲ့လေးလေးနှစ်ဆိုတော့ ဒီကစားကွက်တစ်ခုကိုမင်းညကတာပေါ်ဖော်ခဲ့တာကိုလေတွားပြီးတော့တွေ့ရတယ်။ဆိုတော့အကျွန်တော်တို့အလုံးဆွေးနွေးခဲ့တဲ့အတိုင်းပါပဲ။ဒါလက်စနာအစ်စကောဟိုကူ EDG တိုက်ဆက်မှာတုံးမယ်ဆိုလို့ရှိရင်တော့လေးလေးနှစ်ကအကောင်းဆုံးပုံစံဖြစ်တယ်ဆိုပြီးတော့ဒါကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ဒါဒီအတိုင်းကိုပဲနေပြအောင်လေဆိုတော့တစ်ချီရတယ်ပဲတုံးပြသွားခဲ့တယ်။ဆိုတော့လေးလေးနှစ်ပုံစံနဲ့ပြောင်းကစားတဲ့အထားမှာဆိုလို့ရှိရင်လေဒါကျွန်တော်တို့ထင်ခဲ့တာက Dominant Small Spine ကိုဒါကွင်းရဲ့ညာ ီကွဲနဲ့၄ယောက်တန်းပေါ့လေဖလက်၄ယောက်တန်းမှာဆိုရင်ညာဘက်တောင်ဆုံးနေရာညာတောင်မှာတိုက်ရှိညာတောင်မှာဆိုတဲ့နေရာမှာ dominant source line ကိုတောင်းမယ်ဆိုကျွန်တော်တို့ထင်ခဲ့ပေမယ်။မင်းညာကနေပြအနေဆိုတော့အဲ့လိုမလုပ်ခဲ့ဘဲနဲ့ dominant source line ကိုအလဲမှာပဲ။ Cardis zone နဲ့တူတာတပေ byvol ပုံစံမျိုးဒါ dominant source line ကတာဝန်ယူခဲ့ပြီးတော့မှဒါညာတောင်မှန်ကိုတော့ Florian Vaz ကထွက်ပြီးတော့ဆော့ခဲ့တာကိုတွေ့ရတယ်။ဆော့ဒီ ေးဘေးရက်တည်တဲ့ခါရင်မှာဆိုလို့ရှိရင်ဟိုကိုဘက်ကဘေးရက်ဆပြီးတော့တည်လာတဲ့ခါရင်မှာဆိုရင် Florian Vas ကငါတောင်းမှတိုက်စစ်ကစားသမားအနေနဲ့စော့တယ်တကယ်တမ်းအတင်းကဒီဘောလုံးတွေက freeze တွေကတိုက်စစ်ကိုတပြေးပြေးနဲ့ဆုံးအေးဆိုဖုံဒီနောက်ဆုံး AD တို့ဘက်ကိုပြောမယ်ဆိုလို့ရှိရင်အတင်းတိုင်ဘက်အတင်းရဲ့ဂိုးပေါက်နာကိုနီးလာလေ Florian Vas အနေနဲ့ညာတောင်းမှတော့မှညာတောင်းမှမမနေတော့ဘဲနဲ့ attacking midfield ဒါဝင်ထောက်တဲ့ပုံစံမျိုးကိုအစောခဲ့တာကိုတွေ့ရတယ်။အဲ့ဒီတော့လည်းမင်းညာကနေပြအာနေစော်ညာနောက်ခံလို့ရမှာဆိုလို့ရှိရင် Jeremy Frimpong ကိုအတုံးပြရတယ် Jeremy Frimpong အတွက်ကတော့မင်းညာက support မင်းနဲ့မှာဆိုလို့ရှိရင်တန်ရာရရှိသွားတယ်။တော်တော်လေးကို နစ်နာတယ်ကိုကျွန်တော်ကမမြင်နဲ့ဗျာ။ဘာကြောင့်လဲဆိုတော့မန်နေဂျာကလီဗာပူးတဲ့ကမိုးဆာလာညတော်မှန်ကစားသမားပေါ့လေမိုးဆာလာကိုဒါအရန်ကုန်မှာထားရတယ်ဆိုတဲ့အခြေအနေတစ်ခုမှာအဲဖလော်ရန်ဘတ်ကခုနကကျွန်တော်ပြောခဲ့သလိုပဲညတော်မှန်မှာပွဲထွက်လာတယ်ဆိုပေမဲ့သူကဝေးရပြဲတဲ့နဲ့အတင်းကဒီကွဲပတ်ချမှာရှိနေတာသူညာဘက်မှာနေတယ်ဆိုပေမဲ့အတင်းကတိုက်စစ်ကိုရောက်လာပြီဆိုလို့ရှိရင်သူကဒီအလက်ဇန္ဒားအစ်ဆာတို့ဒါဟူဘိုအီဂီဒီဂီရိုရဲ့နောက်ကိုပြေးဝင်ပြီးတော့မှ attacking midfield ပုံမျိုးတို့တွားပြီးတော့ပုံဖော်တာဖြစ်တဲ့ right side တစ်ခုလောကလွတ်နေတာဗျာဒီ channel တစ်ခုလောကလွတ်နေတာဆိုလို့ရှိရင် dominant ဒီ Jeremy Frimpong အနေနဲ့သူ့ရဲ့အကောင်းဆုံး ကစားပုံကိုကျွန်တော်တို့မင်းညကအမြင်တွေးရနိုင်တယ်သူစီကလည်းကျွန်တော်တို့ဒါ16မိနစ်တည်းဆော့သွားဆိုမဲ့အတိုးအလုပ်လေးတွေပါလေးကျွန်တော်တို့မြင်တွေးရဒါပေမဲ့ကံမကောင်းတော့လည်းပဲ Jeremy Frimpong နေနဲ့တန်ရပြန်လဲရရှိသွားတယ်ရရှိသွားတဲ့တန်ရ hand spin ပြီးခဲ့တဲ့ပြီးခဲ့တဲ့သူရရှိခဲ့တဲ့တန်ရအဟောင်းကိုပြန်ပြီးရရှိသွားတဲ့တော်တရားလို့ပဲပြောရရဆိုတော့ဒါပွဲပြီးအချိန်မှာဆိုရင်လည်းပြရနေဆိုတော့ပြောရမပုံရတော့ဒါ a few week ဆိုတော့ဘယ်နဲ့ပတ်လောက်တနားရအောင်လည်းတော့မသိဘူးလေမင်းညက Jeremy Frimpong တော့တော်တော်လေးကိုသူခြေလမ်းပြနိုင်မဲ့ပွဲတွေလို့ကျွန်တော်ယုံကြည်ခဲ့ရဆိုပေမဲ့သူရဲ့တန်ရကတ္တနာကြောင့်သူ့ကိုထုတ်လိုက်ရတယ် corner brotherly ဝင်လာ Connor Bradley ရဲ့ကစားဟန်ကတော့ကျွန်တော်တို့ကဟို Connor Bradley ကတယောက်တည်းဒီ lonely ဖြစ်နေလို့ရှိရင်အဲ့လောက်ကြီးကောင်းတာမျိုးမဟုတ်ဘူး။သူကဒီ Mo Salah တို့ပြီးတော့ဒီ Thomas Boss line တို့ဒီတိုက်ဆက်ကဟူဟူ EDG ကိုစားတဲ့ကစားသမားတွေတော့ space ရှာပေးမယ် over running ကိုကြုံစားတဲ့ပုံစံမျိုးတွေနဲ့လောက်တာဆိုတော့ဘာဖြစ်မင်းကြီး Connor Bradley ဝင်လာတဲ့ခါမှာဆိုလို့ရှိရင်အတင်းကအဆင်ပြေတဲ့ကစားဟန်တကူကိုအမြင်တွေ့ခဲ့ရတယ်ဗောဆိုတော့ဘယ်တောင်မှကိုကြည့်မယ်ဆိုလို့ရင်ပိုလီကပ်ပိုကပုံမှန်တိုင်းမဲ့သူကစားနေကြဘယ်တောင်မှတိုက်ဆက်ကနေပွဲထွက်လာတယ်ဒါပေမဲ့ဟိုသူလဲဒါ insight သေးကိုဒါဝင်ဝင်ပြီးတော့ပြေးရတယ်ကိုလေ ွားပြီးတော့တွေ့ရဆိုတော့ဟိုလာဇနာအစ်ဆန်နဲ့ဟူဘူအီဂီတိုရဲ့ကစားပုံကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေနှစ်ယောက်စလုံးကဘသူကအဓိက main striker ဆိုတဲ့ပုံစံမျိုးဆော့သွားတာပုံပဲလေဒါ roaming တယောက်ကပက်စစ်ကိုတတ်လို့ရှိရင်တယောက်က attacking midfield နံပါတ်10နေရာမှာကြံခဲ့တယ်တယောက်ကဟိုတတ်သွားလို့ရှိရင်တယောက်ကကြံခဲ့ဆိုတဲ့ပုံစံမျိုးကိုနှစ်ယောက်စလုံးကဒါပုံခေါ်သွားတာကိုလည်းတွေ့ရဆိုတော့ပထမပိုင်းမှာဆိုလို့ရှိရင် Liverpool တင်းဆိုတော့စီးစီးပဲဒါဦးဆောင်ဖို့ပေးလိုက်ရဆိုတော့သုံးတန်နိုင်မဲ့ဒါ Liverpool ဒီဟာဒီဖြစ်နေကြပြတ်သွားတာဒါလေးဆိုပထမဦးဆုံးအသင်းရဲ့ပေးလိုက်ရတဲ့ chance တွေကို ဂိုးဖြစ်မြဲမြံပေးရတယ်ပြီးခဲ့တဲ့မန်ချက်စတာယူနိုက်တက်တင်းပွဲမှာဆိုလို့ရတယ်ပွဲစားတဲ့ချမ်းစကူကိုပေးလိုက်ရတယ်အဲ့ချမ်းကနေဂိုးတန်းပြီးတော့ပေးတယ်အမလင်းညားလည်းအဲ့ဒီဖရန်ဖတ်တို့ရဲ့ပထမဆုံးရတဲ့ချမ်းပြောမယ်ဆိုလို့ရတယ်ပွဲလုံးတိုင်းတိုင်းကြည့်မယ်ဆိုလို့ရတယ်အဲ့ချမ်းကတစ်ချိန်နဲ့တပတ်ကိုသူအဲ့ချမ်းကိုခွင့်ပြုခဲ့ရအဲ့ချမ်းကဂိုးဖြစ်ဂိုးပေးလိုက်ရပဲစောစီစီဂိုးပေးလိုက်ရတဲ့ခါမှာကျွန်တော်တို့လီဗာပူးပရိသတ်တွေကလေးဝတ်သက်တိုင်းနဲ့ရှုံးလာဆိုတဲ့အချိန်အင်ဂွင်းလိုနေရာမျိုးမှာတော့မန်ချက်စတာယူနိုက်တက်တင်းကိုရှုံးလာဆိုတဲ့အချိန်တွေကြောင့်ဟာဒီပွဲလည်းသွားပြီလားလို့ကျွန်တော်တို့ထင်ခဲ့ပေမဲ့ထင်ခဲ့ပေမဲ့လည်းဒါ ကျွန်တော်ဘူးတင်လို့တာကောင်တာအတက်ကနေမှဂိုးရရှိခဲ့တယ်ရရှိခဲ့တဲ့ဂိုးကိုတော့တာအန်ဒရိုဘတ်ဆန်တော်လျို့ကောင်းတဲ့ပတ်စ်ပြကျွန်တော်တို့နောက်တန်းကနေမှကျွန်တော်ကဟိုးရှေ့တန်းဟိုကူအီဒီဂိုးသွင်းမှုအတွက်လုံလောက်တဲ့အထိကိုပတ်စ်တစ်ခုကိုဒါမြေလိမ်ဘောပဲသူပေးနိုင်တယ်တော်လျို့ကောင်းတဲ့ပတ်စ်ကိုထပ်သွားတယ်ပြေးထပ်သွားဘူးအီဒီရဲ့အရှင်တော်လျို့ကိုအားကောင်းတာကိုလည်းတွေ့ရဆိုတော့ပြောမယ်ဆိုလို့ရှိရင်ဒါအရက်6ပေဒီ6ပေနဲ့6ပေတုံစားတဲ့အရက်မောင်းရှိတဲ့တိုက်စစ်ကောင်မားတွေအနေနဲ့ဒီလောက် pace နဲ့ပြေးဖို့ဆိုတော့ဒရေတဲ့ထဲမှာတော့မပေါဘူးမင်းညာဟိုအီဒီပြေးသွားတဲ့ pace ကတော်တော်လေးကိုကောင်းပြီးတော့ climb back နောက်တန်းနေဘလို့မှ ါမလိုက်နိုင်ခဲ့ဘူးဗောလေပြီးတော့နောက်ဆုံးဟိုပြေးသွားတဲ့အချိန်ရားပင်မဲ့လေသူကန်သွားတဲ့ခါမှာဆိုရင်တိကြတယ်ဒါကိုးတကိုးလေပြန်လာရရှိခဲ့တဲ့ဆွဲချိန်ဥပမာလေဘဘူးတင်လို့တစ်ဖက်ကိုတကိုးစီနဲ့တေးကြနေဒီချိန်မှာဆိုလို့ရှိရင်ကန်ကောင်းစွာနဲ့လေဘဘူးတင်လို့ကော်နာကနေမှနှစ်ကိုးစတိုက်ကိုပြန်လဲရရှိခဲ့ဆိုတော့ရရှိခဲ့တဲ့နှစ်ကိုးကိုတော့ဒီကိုရီကပ်ကိုထောင်းတဲ့လုံးတော့ဖာဂျာဘန်လိုက်တိုက်တယ်အဲ့လုံးကတော့တော်တော်လေးကိုဒါအန်ဒူရောဘတ်ဆန်ကိုကျွန်တော်ချီးကျူးပါမှာဒါနဲ့ဆိုကိုးသမားကိုပြေးပြီးတော့သူ ်ဘော်ဒီခုထားတဲ့နေရာမှာဘောလုံးကတက်ပြီးတော့ဘောလုံးကလမ်းဆွဲလို့မရတော့ဘူးဆိုတော့အင်စွဲဝင်လာတဲ့ဘောလုံးကဘာကြောင့်မှတိုက်ချသွားတယ်ဆိုတဲ့နေရာမှာခါ2-1ဖြစ်သွားတယ်ပြီးတော့နောက်သိမ့်မကြဘူးကော်နာလုံးလုံးထည့်ရတယ်ဒါဒီစကောက်တော့ဒီကွဲညာဘက်ချမ်းမှာရတယ်ဒေါ်နက်ဆိုစလိုင်းကန်နဲ့အီဘရာဟီမာဂိုလာလေးတိုက်ချသွားတယ်ဆိုတဲ့နေရာမှာဆိုလို့ရှိရင်ဒီဘောပုနေလို့ပထမပိုင်းမှာ3-0တဘိုးဆိုတဲ့ရလာနေပထမပိုင်းဦးဆောင်လာတယ်ပေါ့လေဆိုတော့ပွင့်နေနေပြောရရင်ပထမပိုင်းတစ်ပိုင်းလုံးမှာကစားပုံကအဲ့လောက်ကြီးအားရကျင်းနေစရာကောင်းနေတာမျိုးမဟုတ်ဘူးရရှိသွားတဲ့တွင်ကိုတွေကြည့်မှာဆိုပြီးကောင်းတာအတက်ကနေမှအန်ဒူရောဘတ်ဆန်ရဲ့လောကကောင်းတဲ့ပတ်စတပူကြောင့်ပထမချီပါကိုပြန်လဲရရှိခဲ့တယ်ပြီးတော့ဒီနောက်ထပ် ဒုတိယမြောက်ကွင်းကိုလည်းတတိယမြောက်ကွင်းကိုတွေကလေကော်နာတွေကနေမှရရှိခဲ့ရဆိုတော့ဘာပဲဖြစ်ဖြစ်ဟိုအင်ဒီယာအာနီစ်လောက်ဖွဲ့ပြီးအင်တာဗျူးမှာပြောသလိုပဲပထမပိုင်းမှာ1 1နဲ့ဟိုပြီးွားမယ်ဆိုရင်တော့မှဒါလီဗာပူးတင်းကလည်းတော့ဒီ chance တွေ create ဟာဟိုဘယ်လိုပြောလဲ1 1နဲ့ပဲပြီးွားမယ်ဆိုလို့ရှိရင်လီဗာပူးတင်းကိုမြင်မဲ့ပုံနဲ့ပထမပိုင်းမှာ3 1နဲ့ပြီးွားတဲ့ခါမှာလီဗာပူးတင်းကိုမြင်တဲ့ပရိသတ်တွေမြင်တဲ့ပုံ၊ချန်တဲ့သူတွေမြင်တဲ့ပုံကဒါမတူတော့ဘူးဆိုပြီးတော့လေသူကပြောသွားတယ်ပြီးတော့2 1နဲ့ဆိုလို့ရှိရင်လေ3 1ဆိုတဲ့ရလက်ချောင်းဒီဘွဲကိုပို့ပြီးတော့ထိန်းချုပ်တာကလွေကူခဲ့တယ်လို့အဲ့သူကပြောခဲ့တယ်ဗောလေဆိုတော့ ဒါမင်းကလည်းပုံပူတင်းတို့ဒါဆပ်ပီးစ်တွေကနေပြန်ပြီးတော့ဒါကိုရရှိလာတဲ့ကိစ္စတော့တော်တော်လေးကိုမှဒါအားရခြင်းနဲ့ဆရာလည်းကောင်းတယ်ပြီးတော့ဒါကျွန်တော်တို့ဒီအာဒီမှာဆိုလို့ရှိရင်တောက်ရှောက်ဆောင်ကြည့်နေတဲ့ဒါအီဘရာဟီမကူနာလေးနဲ့ဗာဂျာဘန်ဒိုက်တော်တော်လေးကိုဂျုံးကန်နေရတယ်ဗောလေနေရာဆိုတော့ဗာဂျာဘန်ဒိုက်လည်းပုံမှန်ဖောင်မှာရှိမနေဘူးအီဘရာဟီမကူနာလေးကိုလည်းကျွန်တော်ကြည့်ရတယ်အဲ့လောက်ကြီးဒီအာဒီမှာဗောလေအဲ့လောက်ကြီးကောင်းနေတဲ့အနေထားမှာမရှိဘူးဒါပေမဲ့မင်းညာသူတို့နှစ်ယောက်ဆိုလို့အတွင်းကိုရရှိခဲ့တာဖြစ်တဲ့အတွက်ပါပဲဖြစ်ဖြစ်ဒီဇာတ်မားတွေစိတ်ကြပြီးတော့လာမယ့်ပွဲတွေအတွက်အများကြီးဒါအထောက်အကူပြုလိမ့်မယ်လို့လည်းထင်နေပြီးတော့လေဘာဘူးသင်းနေနေကြည့်မယ်ဆိုလို့ရှိရင်ဒါဆပ်ပီးစ်တွေ ကနေဟိုးရီပြန်လည်ရရှိလာတာကတော်တော်လေးကိုတာအွဲကစားရတာလွယ်ကူစေခဲ့တယ်ဗောလေမိမအနီစတော့ပြောသလိုပဲဆိုတော့ဒုတိယမိုင်းပြန်လည်စတင်လာတဲ့အခါမှာဆိုလို့ရှိရင်တော့ထောင်တိုက်စစ်ကစားသမားတာလက်ဇနာအစ်ဆက်သူဒဏ်ရာရရှိခဲ့တယ်ဆိုပြီးတော့တည်ရတယ်ဆိုတော့လက်ဇနာအစ်ဆက်ကိုမင်းညာကထုတ်ပြီးတော့မှစတာဖရီကိုခြေတာကိုသူကြားမှာမှာဆိုလို့ရှိရင်အထည့်ရယ်ဆိုတော့ဖရီကိုခြေတာဝင်လာတဲ့အခါမှာဆိုလို့ရှိရင်လေဘပူးတင်းလို့ကပ္ပန်မပိုင်းရလို့ပဲတော်လေးကိုကစားပုံကဒါစီစီပိုင်ပိုင်ရှိခဲ့တယ်ဗောလေကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့မင်းညာကပထမပိုင်း3 1နဲ့9နေပြီမဲ့လေအဲ့ရလက်ကြီးနဲ့ပွဲပြီးွားတာမျိုးကိုကျွန်တော်မလို့ရှင်ဘူးဗျာဘာကြောင့်လဲဆိုတော့ကျွန်တော်ပြောရဲဆိုပဲဒီရလက်ကိုရခဲ့တဲ့ဂိုး3ဂိုးဆိုတာက ကော်နာကော်နာတက်ကနေရခဲ့တယ်ပြီးတော့ကော်နာတွေကနေရခဲ့ဆိုတော့ဒါတွေက open play တွေကနေရခဲ့တာမဟုတ်ဘူးလီဗာပူးသင်းတကယ်ပြန်လာခြင်းနဲ့ပုံနဲ့ပေါက်တယ်တကယ်ကိုပြန်လာမယ်ဆိုလို့ရှိရင် open play တွေကနေအသင်းကိုတွေရရှိဖို့လိုသေးတယ်ဗောလေမင်းညာအနေနဲ့ဆိုလို့ဆိုတော့ open play တွေကနေလည်းဒါမင်းညာကလီဗာပူးသင်းလို့ပြီးကြပါမယ်ဆိုလို့ရှိရင်အသွင်းလန်ခဲ့ဆိုတော့အသင်းကိုတွေကတော့ပွဲသားနေ66မိနစ်မှာကိုရီကပ်ပို့နေဒါပွဲသားနေမိနစ်80လို့မှာတော်နေဆော့ဆိုင်းလို့ကသွင်းလန်ခဲ့ဆိုတော့ဒီနှစ်ဂိုးလုံးကိုကျွန်တော်တို့ DRD ခေါ်ရတဲ့ Florian Vas ရဲ့ဖန်တီးမှုတွေကနေမှာ သွင်းနိုင်ခဲ့တာလေဆိုတော့ပထမပူရီကပူသွင်းရတဲ့လုံကတော့အတင်းဘောလုံးကွဲလှယ်မှာဘောလုံးပြန်ရတာကိုတော့ဆော့စလိုက်ဒီငငယ်မဲ့သူဘောလုံးကိုကိုင်းလာတယ်ပြီးတော့ဆွဲတက်လာတယ်ပြီးတော့ Royal Vest လွတ်ထော်သွားတာပြီးတော့ Royal Vest ကိုထိုးပေးလိုက်ထိုးပေးလိုက်တဲ့အခါမှာ Royal Vest ပြေးထွက်ပါတာတော်တော်လေးကိုကောင်းတယ် Royal Vest နဲ့ Cody Gap ကိုလည်းနှစ်ယောက်ထဲဒုံးဆိုပြီးတော့ပြန်ဘက်ကစားသမားအကုန်လုံးကျန်ခဲ့ပြီးတော့ဒီစားသမားနှစ်ယောက်ထဲကပဲပြန်ဘက်ဘူးရှိကိုရောက်သွားတယ်ပေါ့ဆိုတော့အဲ့အချိန်မှာသူက Royal Vest across ဒီဖြတ်တင်ပေးလိုက်တဲ့ဘောလုံးတော်တော်လေးကိုတီးတီးကြကြနဲ့ Cody Gap ပေါ်သွား ိုးသွင်းရတာတွေ့ကိုဒီကဘလုံးဝတပ်ပင်နီးပါးပဲကိုဒီကပိုသွင်းနိုင်ရဲ့လေကိုဒီကပိုအနေနဲ့ကတော့3ဘွဲဆက်တိုက်ကိုးသွင်းခဲ့တာလေဖြစ်တယ်ပေါ့ဗျာကျွန်တော်လေဘောပရိပက်ရောက်ဝဲมาဆိုလို့ရှိရင်ဒီရာဒီဝေဖန်ခံရတဲ့ဝေသားသမားကိုပြောပါဆိုလို့ရှိရင်နမိုးစာလာကိုဒီကပိုစားတဲ့ဇာတော်မကြီးပေါ့လေဆိုတော့ကိုဒီကပိုဘာလို့ဝေဖန်နေတော့ကျွန်တော်မသိဘူးဒါပေမဲ့ကိုဒီကပိုကတော့လက်ရှိချိန်မှာဆိုလို့3ဘွဲဆက်တိုက်ကိုဒါလည်းဘူတင်ရဆိုလို့ရှိရင်ကိုသွင်းယူပေးတာပြီးတော့ဒီချားထဲမှာသူနေသားလန်တင်တော့ကြားရတဲ့ခါမှာဆိုရင်တွင်ကိုဒီခံနေမှုတွေသူတောက်ရှောင်းပြုလုပ်ထားတာလေဖြစ်တယ်ဗျာဆိုတော့လက်ရှိကိုဒီကပိုရဲ့ဖောင်ကတော့တော်တော်လေးကိုဒါကျွန်တော်အားရကျင်းနေစရာကောင်းတဲ့ဖောင်တစ်ခု ဖြစ်နေတယ်ဆိုတော့တေးတာလေကိုရီကပ်ပိုမကြိုက်တဲ့ရေကိုရီရှိမှဆိုလို့ရှိရင်တော့ဒီကိုရီကပ်ပိုကစားတာကိုဒီထပ်ပိုပြီးတော့အားပေးတင်တယ်လို့ကျွန်တော်ကတော့ထင်နေပါတယ်ပြီးတော့နောက်တစ်လုံးကဒေါမနစ်ဆပ်ပေါ်ဆလိုင်းဆော့ဆလိုင်းကတော့မင်းညားကပွဲမှာဆိုလို့ရှိရင်တကယ်ကို the man of the match performance ကိုထပ်ပြီးတော့ပြခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့မင်းညားကလေဘောပူးတဲ့ကွင်းလေလေဘောပူးတဲ့ကွင်းလေမှာကျွန်တော်တို့ကဟိုအဓိကအာနိစ်ဘောတဲ့အရေးကြီးဆုံးပွင့်လေကစားသမားဒီ Ryan Graven Bus တို့ကျွန်တော်တို့ယူဆတယ်ကျွန်တော်ကတော့ယူဆတယ်ဗျာဘာလို့လဲဆိုတော့ဒီ Graven Bus ပါမှာဒါလေဘောပူးကွင်းလေကဖူပြီးတော့ စီစီပိုင်ပိုင်ရှိတယ်ပြီးဟန်ချက် ပို့ပြီးတော့ညည်ရယ်ပေါ့လေဆိုတော့မင်းညအချိန်နေစခုမှာဆိုရင် Graman Bash ကဒါ PK ရဲ့ပွဲမှာဒါခြေချင်းဝင်တိုင်းရရရှိခဲ့တာပြတယ်လေးပြ Anex ဆိုတော့ Lucien မှာတော့မင်းညရော Graman Bash ကိုခေါ်မလာဘူး Graman Bash ကိုခေါ်မလာတဲ့ခါမှာဆိုလို့ရှိရင်ဒါ Cardis Jones နဲ့ Thomas Wasline တို့ကိုပွင့်လယ်မှာနှစ်ယောက်တည်းကိုပဲ double pivot မှာတည်ပြီးခဲ့ပုံမှန်အခက် Alexander Mallison နဲ့ Thomas Wasline ကိုတည်ပြီးဆိုရင်တော့မှဒါတော်မဆိုရင်ပြလူစင်ရဲရကြည့်မယ်ဆိုလို့ရင်တော်မဆိုဆိုင်ကပို့ပြီးတော့လွယ်ကူလိမ့်မယ်လို့ရွှေစားလို့ရတယ်ဒါပေမဲ့နီးပြအာနေစလုံးနေတယ်ရတော့အလက်စတာကိုလည်းပြီးခဲ့တဲ့ ပွဲမှာတိုင်ရရှိခဲ့လို့လားပြီးတော့ဒီယာဒီမလာစာဖောင်ကြောင်လာတော့မသိဘူးသူ့မိနစ်တိတ်ပြီးတော့မပေးဘူးကာတစ်ဂျုံကိုမင်းညာကပွဲထွက်မှာတုံးလာဆိုတော့ကာတစ်ဂျုံနဲ့ဒါဒေါမင်းစဝါဆိုင်းတို့မင်းညာကကွင်းလေတပဲပိုင်ဖို့မှာထင်းချောင်းသွားတာကြီးကြည်ရတာတော်တော်လေးကိုကောင်းတယ်ပြောမယ်ဆိုလို့ရှိရင်ဟိုကျွန်တော်တို့ကွင်းလေမှာ grammar base မပါလဲ elastic matter စာမပါလဲဒါ dominance voice line ပါမယ်ဆိုလို့ချင်းဒီ queen queen တန်ဖို့အတက်ကြအနေနဲ့စရတဲ့ဟာဒီ cardis zone နဲ့ dominance voice line တို့သူတို့ပြ dominance voice line တော်တော်လေးကိုဟန်ချက်ကိုထိန်းနိုင်အောင်လေတွားပြီးတော့ တွေ့ရတယ်ဗောလေဆိုတော့ Dominic Solanke ကိုကျွန်တော်တို့ဒါဒီရည်မှာကျွန်တော်တောက်ဆောက်ချီးကျူးခဲ့ပါတယ်ဒါပေမဲ့ပြဿနာကြားထဲမှာလိုပါဘူးကရှုံးသွားတော့စောဆိုင်အောင်လည်းကြာကိုချီးကျူးလို့မရဘူးသူမှချီးကျူးလို့မရဘူးတဲ့အချိန်ဖြစ်သွားတယ်မင်းညားကတော့စောဆိုင်ကိုပြန်ပြီးတော့ဒါချီးကျူးရမယ်ဆိုတဲ့အချိန်ဒီခုသူဒါကြာရတောင်းဝင်ပေါ့လေတပယ်ပိုင်ဘောမှာကြာတယ်တပယ်ပိုင်ဘောမှာဆော်ရတက်ကင်းမီဖီမှာကြာတယ်တက်ကင်းမီဖီမှာအကောင်းဆုံးဆော်ရညာနောက်ခက်လုံနေရာမှာဆိုလို့ရှိရင်အကောင်းဆုံးဆော်ရမင်းညားကတော့တပယ်ပိုင်ဘောမှာသူအကောင်းဆုံးဆော်ရတယ်ကိုတကူဖန်လေးနိုင်ခဲ့တယ်ကိုတကူသွင်းနိုင်ခဲ့တယ်ပြီးတော့ဒါပွဲအကောင်းဆုံး man of the match ဆိုတဲ့စုကိုလေအားရရှိခဲ့တာလည်းဖြစ်တယ်ပေါ့ဗျာဆော်ပွဲသားနေ86မိနစ်မှာတော့မိုဆာလာဝင်လာခဲ့တယ်ဆော် မူဆာလာဝင်ပြီးတဲ့ခါမှာဆိုလို့ရှိရင်တော့ချမ်းစီသူကိုယ်တိုင်လည်းရရှိခဲ့တယ်သူသဖြင့်ပေါ့လေဒါကျွန်တော်တို့လုံးဝပြောစရာဖြစ်သွားတဲ့တလုံးကတော့သူ့အနေနဲ့ဂိုးသမားနဲ့ဝမ်ဝမ်တွေ့ရဆိုနေရမှာပေးတယ်မှာဖလော်ရီယာဘတ်အလွတ်ကြီးဗျာဖလော်ရီယာဘတ်ကိုပေးလိုက်တပ်မင်လုံးလိုက်ဂိုးပါပြီအဲ့ဒီခါကိုသူမလုပ်ဘဲနဲ့သူလောမကြီးပြီးတော့သူကိုယ်တိုင်မဲ့ဂိုးသွင်းဖို့လုပ်ခဲ့တယ်ပေါ့လေဆိုတော့သူ့ရဲ့ကန့်ချက်တွေကလည်းမင်းညားကလွဲနေသေးတာကိုတွားပြီးတော့တွေ့ရဆိုတော့မူဆာလာဘက်ကတော့တော်တော်လေးကို စိုးရိမ်စရာကောင်းတဲ့အခြေအနေတစ်ခုဖြစ်တယ်ဆိုတာတော့တေချာပြီ။ဒါဘာလို့ဆိုမနေ့ကလီဗာပူးတင်းကအာနီစလော့အနေနဲ့မိုဆာလာမပါတဲ့ကစားကွက်တစ်ခုကိုဖန်တီးသွားတယ်ဆိုတဲ့အခါမှာပရိသတ်တွေအားလုံးကလည်းသဘောကျကြတယ်ပြီးကစားကွက်ကလည်းတော်တော်လေးကို fluid ဖြစ်ပြီးတော့မှတိုက်စစ်ကိုပို့ပြီးတော့မှအားသံရအောင်ကျွန်တော်သွားပြီးတော့တွေ့ရတယ်။ဆိုတော့ဟိုကြည့်မယ်ဆိုလို့ရှိရင်ခါစစ်မူးနဲ့ရောက်ဘာဂျမန်နဲ့အီဗရာဟံကိုနာဒီနဲ့ရောက်ပြီးတော့ဒေါနစ်ဝေါ်စလိုင်းနဲ့ကာတစ်ဂျုံကဒေါနစ်ဝေါ်စလိုင်းနဲ့ကာတစ်ဂျုံဆိုတာကအတက်ကျင်းမစ်ဖီးကနေလာတဲ့ကစားသမားတွေဗျာဒီလိုကစားသမားတွေကိုတပည့်ပိုင်ပေါ်မှာထားတာလေပြီးတော့ဖူဘတ်တွေကတိုက်စစ်ကိုလိုက်သွားတယ်ပြီးတော့ဂျန်နဲ့ဒီ ကိုရီကပိုးရဲ့ Royal Vans ရဲ့ EGTG ရဲ့ဒါလည်းစနားအစ်စရဲ့တိုက်စစ်မှာ၄ယောက်ပေါ့လေဆိုတော့တိုက်စစ်မှာအားလုံးပေါင်းဒီဖူဘတ်တွေနဲ့ပေါင်းရမယ်ဆိုတော့တိုက်စစ်မှာလူ6ယောက်ဖြစ်သွားတဲ့ဂျေမှာ attacking midfield နဲ့ယောက်ကတပည့်ဘိုင်ဘောကိုစော့နေဆိုရယ်ပုံကံမျိုးနဲ့တူဒီဘောကနဲ့တိုက်စစ်ကမနေ့ညတော်တော်လေးကိုမြန်မြန်ဆန်ဆန်ရှိခဲ့ပြီပဲကြည်ရသူတို့ဒုတိယမိုင်းမှာဆိုရင်ပိုးလို့တော့မှတိုက်စစ်ကစားတာတော်တော်လေးကိုကောင်းနေအောင်သွားပြီးတော့တွေ့ရဆိုတော့မိုဆာလာမပါတဲ့ခါမှာဆိုရင်လေဘောကနဲ့ဒီလိုမျိုးကစားနိုင်နေဆိုတဲ့အချိန်ဒီကူမှာနိုင်မတော်ဘဲလေးမနေ့ညကရရှိခဲ့တယ်ပြီးတော့မိုဆာလာဝင်လာတဲ့ခါမှာသူ့ရဲ့ individual အလွဲတွေပြီးတော့ အားနည်းမှုတွေကိုကျွန်တော်သွားပြီးတော့မြင်ရတာဖြစ်တဲ့ပြောက်မိုဆာလာအတွက်ကတော့မကောင်းဘူးနေပြအနေစလော့အနေနဲ့အေးမိုဆာလာမပါပဲလီဗာပူးအသင်းကဆက်ပြီးတော့သွားတင်တယ်ဆိုလို့ရှိရင်ဆက်ပြီးတော့အသွားရမယ်ဆိုတဲ့အခြေအနေတခုပေါ့လေဆိုတော့ဒါမဲ့ဘရန်ဖို့အသင်းနဲ့ပွဲလို့ပြီးတော့ဒါပရီးမီးယားလိလို့အားတော့ဆက်ပြီးတော့စောင့်ကြည့်ရမယ်မင်းကဖရန်ဖတ်ပေါ်နိုင်ခဲ့တာကတော့ပွင့်လင်းပြောရင်ဒါပြည်တွင်းကလပ်လည်းမဟုတ်ဘူးပြီးတော့ဒီပီပါကလပ်ဖြစ်တယ်ပြီးတော့ဖရန်ဖတ်ဆိုတာအဲ့လိုကြီးအင်အားကောင်းတဲ့အသင်းပေါ့ဗျာသူတို့အင်အားမကောင်းတော့မဟုတ်ပြီးကြရတွေကတော့အင်အားကောင်းလို့လည်းချန်ပီယံလိလို့ရခဲ့တာပေါ့ဒါပေမဲ့လေဒီ အီဂီဒီဂီရောဗတာအိုမမမို့စ်တို့လို့ကစားသမားတွေကတာသူတို့အဲမှာမရှိအောင်ဆိုတဲ့အချိန်ဆိုမှာဖရန်ဖတ်ကတော်လေးကိုအင်အားနည်းတယ်တင်ဒီအသင်းကိုလေဘဘိုးတင်းလို့ငါတို့တို့နဲ့အနိုင်ရရှိခဲ့တယ်ဆိုတော့စတိတ်မန့်တစ်ခုတော့ဖြစ်တယ်ဆိုပေမဲ့တကယ်တမ်းရေးကြီးတာလာမယ့်ပရီးမီးယားလိပွဲတွေကပို့ပြီးတော့ရေးကြီးလာပြီးဘရန်ဖို့အသင်းကိုဝေးမမှာတော့ကန်ရမယ်မန်စီးတီးပြော်ရီယယ်မက်ထရစ်လို့အင်းမျိုးတွေနေတယ်ကန်ဆိုတော့ဒီပွဲတွေမှာရလက်ကောင်းဖို့ကပို့ပြီးတော့အရေးကြီးတယ်ပေါ့လေဒါပေမဲ့ဒီပွဲတွေမှာရလက်ကောင်းဖို့ကလည်းမင်းညားကပွဲမှာရလက်ဆိုးလို့မရအောင်မင်းညားကပွဲမှာလည်းငါတို့တို့ဆိုတဲ့ရလက်အနိုင်ရရှိခဲ့တာတင်းတွေတော့ကတော့ဟာအားရကျင်တဲ့ကြာကောင်းလေရလက်တစ်ခုဖြစ်တယ်ဆိုတော့တေးကြဆိုတော့ ရာနာရောအော်ဒါမင်းညက်ကလီဗာပူးနီးပြအာနေဆိုအသုံးပြွားတယ်လေးလေးနှင်းဆိုတဲ့ကစားကွက်နဲ့ပတ်သက်ပြီးတော့ဒါအားရချင်းနဲ့မူစီလာမိုဆလာတို့ဒါလိုင်းအမထုတ်ထားတဲ့ပတ်သက်ပြီးတော့ဘီလိုအမြင်လေးတွေရှိကြတယ်ပြီးတော့ဒါကျွန်တော်တို့မင်းညက်ကဒါအကောင်းဆုံးခြေစွမ်းတွေပြသနိုင်ခဲ့တယ်ဆိုတော့ Florian Vast တို့ Dominic Sobos line တို့ပေါ့ဗောဒါဘီလိုအမြင်လေးတွေရှိကြတယ်ကွန်မန်မောင်ရအောင်သုံးသက်ခဲ့လို့ရပါတယ်ကျွန်တော်နောက်ထပ်နောက်ထပ် video တွေမှာပြန်ပြီးတော့ပြေးကြ